မြစည်းမပြည့်တက်များအလုံးမဲ့မင်္ဂလာပါအော်တိုဘားလာ၁ရက်နေ့ည9:00နာရီတမြစည်းမပရိုင်တိုင်းမြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ဝူကုံမြို့ကိုစစ်ကောင်စီလေးချောင်းပုံကျဲမှုကြောင့်လူထိခိုက်မှုရှိခဲ့တဲ့သတင်းရန်ကုန်ကရဲစခန်းနဲ့အုတ်ချုပ်ရေးယုံနှစ်ယုံတိုက်ခိုက်ခံရတဲ့သတင်းမြန်မာနိုင်ငံတွင်းအော်တိုဘားလာ၁၀ရက်နေ့အထိမိုးဆက်ရွာနိုင်ပြီးမြေရေမြင့်တက်မှုတတိပေးထားတဲ့သတင်း နမ်စီဒီယန်ဝန်ထမ်းတွေကိုစစ်ကော်မရှင်ကအပိုထောက်ပံ့ကြေး၃000ကျပ်ထပ်ပေးမယ်ဆိုတဲ့အကြောင်းနဲ့ American Federal အစိုးရရန်နေရာရပ်တန့်ပြီး shutdown ဆဖြစ်တဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါမိုးကုံမျိုးကသတင်းနဲ့ဆက်လက်ရအောင်ပါ မန္တလေးတိုင်းမိုးကုံမြို့အနောက်ပိုင်းကိုဒီကနေ့အော်တိုဘာလ၁ရက်မနက်၁၇နာရီအချိန်မှာစစ်ကောင်စီက Jet Fighter နဲ့ဘုံကျဲသွားတဲ့အတွက်အရက်သားထိခိုက်မှုတချို့ရှိတယ်လို့သိရပါဗျ။အနောက်ပိုင်းကညောင်ပင်မရောက်ခင်ကအိမ်တွေထိတယ်လူတချို့ထိသွားတယ်လို့ကြားတယ်လို့မိုးကုံမြို့ကန်တူက ပြောပါဗျ။မိုးကုံမြို့ဟာတောင်အောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TLL လေးထိန်းချုပ်ထားတဲ့မြို့ပါ ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့လုံးကလည်းမိုးကုံမြို့အနောက်ပိုင်းကိုစစ်ကောင်စီကပုံကျဲခဲ့ပါသေးတယ်။လက်ရှိမှာစစ်ကောင်စီတပ်နဲ့ TLL တပ်ဖွဲ့တို့ဟာကြောက်မဲမြို့နယ်နဲ့နောင်ချိုးမြို့နယ်တွေက နေရာတချို့မှာတိုက်ပွဲတွေဖြစ်နေပါသေးတယ်။ တရလလေးထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်နေသလိုအခုရက်ပိုင်းမှာပဲကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းအေရီတိုင်းနဲ့ကရင်ပြည်နယ်ကမြို့တချို့ကိုလည်းစစ်ကောင်စီကပုံကျဲတာကြောင့်အရသာထိခိုက်ဒေဆုံးမှုတွေလည်းကြုံနေရပါတယ်။မြေပြင်တိုက်ပွဲတွေမှာစစ်ရှုံးနေတဲ့စစ်ကောင်စီကအရသာတွေကိုပစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတာကြောင့်လေကြောင်းအနေနဲ့စစ်ရေးတရီပြူကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရကချင်လွတ်လပ်ရေးတပ်မတော် KIA အာရခတပ်တော် AA TLL နဲ့တော်လိုင်းအင်အားစုတွေကတတိပေးထားကြပါရခင်ဗျာရန်ကုန်မှာစစ်အုပ်စုနဲ့တပ်ဆိုင်တဲ့နေရာတွေတိုက်ခိုက်ခံရတဲ့တဲ့တွေနဲ့ဆက်အောင်ပါရန်ကုန်တိုင်း ဗဟန်းမြို့နယ်မြောက်ကလာပမြို့နယ်တောင်းကလာပမြို့နယ်စတဲ့မြို့နယ်တွေကရဲစခန်းနဲ့ရက်ွက်အုပ်ချုပ်ရေးမှုယုံနှယုံဘုံတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်တိုင်းတွင်းစစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့မြို့ပြပျောက်ကြားတပ်ဖွဲ့တွေစီကသိရပါဗျ။မြောက်ကလာပမြို့နယ်ရွှေပောက်ကံမြို့တက်22ရက်ွက်အုပ်ချုပ်ရေးမှုယုံကိုမနေ့ကစက်တင်ဘာလ30ရက်ည10:50မိနစ်အချိန်မှာရန်ကုန်အာမီ YA နဲ့အနောက်ပိုင်းခိုင်ပါကာဖအပူပေါင်းအဖွဲ့တို့က ြင်းအမြင့်မိုင်းတလုံးလက်ပစ်ဘုံနှလုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ WHO တာဝန်ရှိသူကပြောပါရယ်။ဒါအပြင်တောင်းကလာပမြို့နယ်ဆယ်ရွက်ကွက်မှာရှိတဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုလည်းမနေ့ကည10နာရီဝန်းကျင်ကလက်ပစ်ဘုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့မြို့ပြပြောက်ကြားတပ်ဖွဲ့တွေကသိရပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ညပိုင်းကလည်းကဘာရေးဖျားလမ်းပေါ်မှာရှိတဲ့ဗဟန်းမြို့မှာရက်စကန်ကို Operation Flame OF နဲ့ပူးပေါင်းအဖွဲ့က လက်ပစ်ပုံးနှလုံးနဲ့တွားရောက်တိုက်ခိုက်ခဲ့ပြီးလုံခြုံရေးရဲကင်းအနီးကြောက်ပောက်ကွဲခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ထိခိုက်မှုတွေကိုတော့စုံစမ်းနေသေးတာဖြစ်ကြောင်း OF တပ်ဖွဲ့တာဝန်ရှိသူကမျက်စိမှောက်ဖြေကြားထားပါတယ်။ရန်ကုန်တိုင်းတွင်စစ်ကော်မရှင်တပ်ကရွေးကောက်ပွဲပြုလုပ်ဖို့တွက်လို့ဆိုပြီးအစစ်အစေးလုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားကနေတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်တယ်လို့မြို့ပြပြောက်ကြားအဖွဲ့တွေကပြောကြားထားကြပါတယ်။ အခုလိုတိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်လို့တော့စစ်ကော်မရှင်တပ်ဖက်ကတစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူးခင်ဗျာမြန်မာနိုင်ငံတဝန်းအော်တိုဘာလ10ရက်နေ့အထိမိုးဆက်ရွာနိုင်တဲ့ဆိုတဲ့အကြောင်းကိုဆက်ပြောပြပေးပါပါလေပြာနဲ့ရေဝုန်နဲ့မုတ်တုံလေကြောင်းမြန်မာနိုင်ငံတဝန်းအော်တိုဘာလ10ရက်နေ့အထိမိုးဆက်ကောင်းနိုင်ပြီးမြေရင်မြင့်တက်မှုတွေလည်းရှိလာနိုင်တယ်လို့စစ်ကော်မရှင်လက်အောက်ခံမိုးစလဌာနကသတင်းထုတ်ပြန်ထားပါတယ် အော်တိုဘားလပထမ10ရက်ပတ်အတွက်မိုးလေဝသခန့်မှန်းချက်မှာအဲ့ဒီကာလအတွင်းဘင်္ဂလားပင်လယ်အော်မှာလေပြင်းနဲ့ရေဝုန်းနှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်ဟာပုံမှုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်းဖော်ပြပါရယ်ဒီအခြေအနေတွေကြောင့်ဒီကနေ့အော်တိုဘားလ10ရက်နေ့ကစလို့အော်တိုဘားလ10ရက်နေ့ထိမြန်မာတိုင်းနိုင်ငံလုံးမိုးကောင်းနိုင်ပြီးဒေသအများစုမှာမိုးထစ်ချုံရွာနိုင်တယ်လို့မြေတွေလည်းမြင့်တက်လာနိုင်တယ်လို့သတိပေးထားပါရယ် လက်ရှိမှာမဲဆိုင်ချောင်းရီဟာတာချီလေးမြို့မှာစိုးရီမှအထက်တပေကန့်ကျော်လွန်ရောက်ရှိနေပြီးနောက်တည့်အတွင်းသုံးပေကန့်မြင့်တက်လာနိုင်တယ်လို့ဒီကနေ့မနက်ပိုင်းမှာမိုးစလားကသတင်းထုတ်ပြန်ထားပါတယ်။ဒီကနေ့နေ့လယ်၁၂နာရီအချိန်မိုးစလားရဲ့ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပြင်းရည်ရဝန်ဟာပုံမူအားကောင်းနေပြီးဆက်လက်ရွေးချားပြီးတဲ့နောက်အော်တိုဘားလ၂ရက်နေမှာ မုန်တိုင်းငယ်အဖြစ်ကိုရောက်ရှိနိုင်တယ်လို့မိုးစလားကဆိုထားပါတယ်။ ဒီကနေ့ညနေအထိမြန်မာတနိုင်ငံလုံးမိုးရွာသွန်းနိုင်ပြီးနောက်နေ့အထိမြဝချွန်းပေါ်ဒေသတွေမှာမိုးများနိုင်တယ်လို့မိုးစလာကအတည်ပြုထားပါတယ်။ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာန MOHA DM ကထုတ်ပြန်တဲ့ရသက်သက်ပတ်မိုးလေဝသခန့်မှန်းချက်မှာလဲမုတ်တုံလေးနဲ့လေပြင်းနဲ့ရဝန်းကြောင်းမြန်မာနိုင်ငံတဝမ်းအောက်တိုဘာလ9ရက်နေ့အထိမိုးသည်ထန်နိုင်တယ်လို့ဖော်ပြထားပါတယ်။ မိုးများတာနဲ့အတူမြေကြီးကြီးတာလျှက်တစ်ပြက် ရေလွှမ်းမှုတာတောင်ကျချောင်းရေရှမ်းတာနဲ့မြေပြိုမှုအန္တရာယ်တွေကို အထူးသတိပြုကြိုတင်ရှောင်ရှားကြဖို့လဲ MOHE DM ကအကြံပြုထားပါတယ်။အခုရပိုင်းအတွင်းမြန်မာနိုင်ငံတော်ဝန်မိုးသည်ထန်စွာရွာသွန်းမှုတွေကြောင့်တောင်ကျရေစီးဆင်းတာဆက်တမန်တချို့ရေကြောတာတွေဖြစ်နေပြီးဒေသတချို့မှာတော့ရေကြီးမှုတွေကြုံနေရပါတယ်ခင်ဗျာ။ နမ်စီရီယန်ဝန်ထမ်းတွေကိုစစ်ကော်မရှင်ကအပိုထောက်ပံ့ချေ300ကျပ်ထပ်ပေးမယ်ဆိုတဲ့အကြောင်းကိုဆက်ကြည့်အောင်ပါနမ်စီရီယန်ဝန်ထမ်းတွေကိုအပိုထောက်ပံ့ချေအဖြစ်ကျပ်300ကိုအခုအော်တိုဘာလကစပြီးထပ်တိုးပေးသွားမှာဖြစ်တယ်လို့ဒီကနေ့အော်တိုဘာလ10ရက်နေ့ထုတ်စစ်ကော်မရှင်ထိန်းချုပ်သတင်းစာတွေကဖော်ပြပါရတယ် အဲ့ဒီအပေါ်ထောက်ပံ့ခြင်းကြက်3000ကိုစစ်ကော်မရှင်လောက်ခန်စစ်ဖက်အရက်ဖက်ဝန်ထမ်းတွေနဲ့အငိမ့်စားဝန်ထမ်းတွေကိုလစဉ်ခန်းစားခွင့်ပြုမှာဖြစ်ပြီးအစိုးရဌာနတွေနဲ့အဖွဲ့အစည်းတွေမှာရှိတဲ့နေစာဝန်ထမ်းတွေနဲ့နေစာအလုပ်သမားတွေအတွက်ကိုလည်းအပေါ်ထောက်ပံ့ခြင်းကြက်1000ခန်းစားခွင့်ပြုမယ်လို့ဆိုပါတယ်။ က်ရှိအဖို့ထောက်ပံ့ကြေးပေးရမှာပညာသင်ကြားခွင့်နဲ့နိုင်ငံခြားတိုင်းပြည်တွေစီစေလွှတ်ခြင်းခံထားရတဲ့ဝန်ထမ်းတွေနဲ့ပညာသင်ခွင့်စည်းကမ်းချက်တွေနဲ့နိုင်ငံခြားကိုပညာသွားသင်နေတဲ့ဝန်ထမ်းတွေအနေနဲ့အဲ့ဒီသွားရောက်နေတဲ့ကာလအတွင်းခန်းစားခွင့်မရှိဘူးလို့စစ်ကော်မရှင်ကသတ်မှတ်ထားပါတယ်။ဒါအပြင်နိုင်ငံခြားမှာသွားရောက်နေထိုင်နေတဲ့အငိမ့်စားဝန်ထမ်းတွေအနေနဲ့လည်းအဲ့ဒီကာလအတွင်းအပိုထောက်ပံ့ကြေးခန်းစားခွင့်ပြုမှာမဟုတ်ကြောင်းဆိုထားပါတယ်။ အာနာသိန်းကာလာတွင်စစ်ကော်မရှင်လက်အောက်ခံစစ်ဖက်အရက်ဖက်ဝန်ထမ်းတွေကိုအပိုထောက်ပံ့ကြေးကောင်းစင်နဲ့ကြက်3000တိုးပေးမှုကိုစစ်ကော်မရှင်ကနှစ်ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပြီးအငိမ့်စားဝန်ထမ်းတွေအတွက်တိုးမြင့်ပေးမှုကိုတော့တစ်ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါလေ။လက်ရှိမှာကုန်စည်နှုန်းတွေအစမတန်မြင့်တက်နေတာကြောင့်ကြက်3000တိုးမြင့်ပေးပေမဲ့မကမိဘူးလို့နေပြည်တော်မှာရှိတဲ့ဝန်ထမ်းတူကမျိုးစီမာကိုပြောထားပါဗျ။ စစ်ကော်မရှင်အာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံရဲ့စီးပွားရေးကျဆင်းခဲ့ပြီးငွေကြေးဖောင်းပွားမှုတွေလည်းမြင့်တက်ခဲ့တာပါ။ဒါပြင်စီးပွားရေးမြို့တော်ရန်ကုန်မှာရှိတဲ့လူဦးရေရဲ့1.8တန်းခန့်ဟာဆင်းရဲနွမ်းပါမှုကြုံတွေ့နေရပြီးဆင်းရဲတွင်ပုံနဲ့လာနေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP မြန်မာကပြီးခဲ့တဲ့ဇွန်လတုန်းကထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားအောင်ဖြစ်ပါတယ်။ American Federal အစိုးရရန်နေရာရပ်တန့်ပြီး shutdown ဆဖြစ်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။လွှတ်တော်မှာနောက်ဆုံးမိနစ်ပိုင်းထိအရေးပေါ်ညှိနှိုင်းမှုတွေမအောင်မြင်တော့တဲ့နောက် American Federal အစိုးရရန်နေရာတွေဟာအောက်တိုဘာလ၁ရက်နေ့မှာစတင်ရပ်တန့်ပြီး shutdown ဖြစ်သွားခဲ့ပါတယ်။အစိုးရရဲ့ဘတ်ဂျက်အစီအမံတစ်သွက်ဒီမိုကရက်တစ်ပါတီဘက်ကရော Republican Party ဘက်ကပါတင်သွင်းတဲ့မြအစိုးရနှစ်ရက်တလုံး လွတ်တော်မဲခွဲမှုမအောင်မြင်ခဲ့ကြတဲ့နောက်နောက်ဆုံးဆင့်အရေးပေါ်ဆွေးနွေးမှုတွေလည်းဆက်လုပ်ခဲ့ပေမဲ့သဘောတူညီမှုမရခဲ့ပြန်ပါဘူး။အကျိုးဆက်ဖြစ်အော်တိုဘားလာတရက်နေမှာဖက်ဒရယ်ဆိုးရရဲ့အေဂျင်စီတွေအလုပ်ဌာနတွေအများအပြား လုပ်ငန်းလေပတ်မှုရပ်တန့်နေမှာဖြစ်ပြီး ဝန်ထမ်းတွေလည်းရှတ်ဒေါင်းကာလအတွင်းအနာဘေးခံထားရမှာဖြစ်ပါတယ်။ အတိုက်ခံဒီမိုကရက်တစ်ပါတီဝင်တွေကအမေရိကန်ပြည်သူတန်းကနန်းလောက်ကိုရမ်းမာရေးဆောင်ရှောက်မှုပေးနိုင်မဲ့အစီအမံကိုတက်တန်းထတ်တိုးခြင်းနေပြီးအာနာယရီပပ်ဘလစ်ကန်ပါတီကတော့ရမ်းမာရေးကိစ္စတွေကိုအစိုးရအသုံးစီထဲကဖယ်ထုတ်ထားရမယ်လို့ပြောပါတယ်အဲ့ဒီကိစ္စကိုအဓိကသဘောထားကွဲလွဲရင်ညှိမြှဖြစ်ပြီးတဲ့နောက်ဘတ်ဂျက်သဘောတူညီမှုမရတဲ့အတွက်ဖက်ဒရယ်အစိုးရရန်နေရာရပ်တန့်တော့မဲ့အခြေအနေထိရောက်ရှိခဲ့တာပါ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အစိုးရရှတ်ဒေါင်းဖြစ်ရင်ဖက်ဒရယ်အစိုးရဌာနဝန်ထမ်းတော်တော်များများကိုအလုတ်ကထုတ်ပယ်ရလိမ့်မယ်လို့သတိပေးချိန်ချောက်ထားပါတယ်။ဒီမိုကရက်တစ်တွေအနေနဲ့ဒီကိစ္စမှာပြန်ပြင်လို့မရနိုင်တော့တဲ့အခြေအနေတွေရောက်မသွားအောင်တုံ့မဖို့တင်ဘူးလို့ထရန့်ကဆိုပါတယ်။ ဒါပေမဲ့အစိုးရအသုံးစရိတ်ရှော့ချရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေဝန်ထမ်းအမြောက်အများကိုအလောက်ကထုတ်ပယ်ဖို့ဆိုတာကလည်းထရန့်ရဲ့အစိုးရလက်ထက်မှာအကောင့်ထဲပေါ်နှင့်ပြီးသားအစီအမံတစ်ခုဖြစ်ပါတယ်။နောက်ဆုံးညှိနှိုင်းမှုတွေဆင်မပြေဖြစ်ခဲ့ပြီးဖက်ဒရယ်အစိုးရရန်နေရာရပ်တန့်တော်မှာတေချာသွားတဲ့နောက်မှာတော့အမေရိကန်ရဲ့အင်အားနဲ့မြို့ပြဖွံ့ဖြိုးရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်ကလက်ဝဲစွန်းနိုင်ငံရေးဝါဒီတွေကြောင့်အစိုးရရှတ်ဒေါင်းဖြစ်ရတာလို့အပြစ်တင်ထားခဲ့ပါတယ်။ လောလောဆယ်ရှတ်ဒေါင်းဖြစ်နေပေမဲ့ကာလာတွင်းအမေရိကန်အမျိုးသားအာကာသအေဂျင်စီ NASA လို့အဖွဲ့အစည်းမျိုးကစလို့နိုင်ငံတော်မှာရှိတဲ့ Federal အစိုးရလက်အောက်ခံဌာနတွေမှာဝန်ဆောင်မှုလျှော့ချတာလုပ်ငန်းရပ်တာတွေကြုံလာရမှာပါနိုင်ငံတော်ကပြလိုက်တဲ့ Federal တရားရုံးတွေလည်းပိတ်ထားရမှာဖြစ်ပါတယ်ခင်ဗျာဖိလစ်ပိုင်ငလင်ကြောင့်တေဆုံးသူ60ထိရှိလာပြီးစေယုံတွေမှာတန်ရာရသူတွေနဲ့ပြည်နေတဲ့တဲ့ရင်ကိုတော့မြစည်းမဝိုင်းတော်သူယုံကဆက်လက်တင်ဆက်ပေးမှာပါ စက်တဘာလ30ရက်နေ့ညနေပိုင်းမှာဖိလစ်ပိုင်နိုင်ငံစီပူးကျွန်းရဲ့မြောက်ဘက်စွန်းမှာအင်အား6.9ရှိတဲ့မြင်းငလေးကြီးတစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ဒီမြင်းငလေးဟာလူဦးရေ9000ခန့်နေထိုင်တဲ့ဘိုကိုမြို့နီးမှာဗဟုပြုခဲ့တာဖြစ်တယ်လို့ American ဘူမိဆိုင်ရာသုတေသနဌာန USGS ရဲ့အချက်အလက်တွေရသိရပါတယ်။ဒီငလေးကြောင့်ဘိုကိုမြို့မှာအဆောက်အုံတွေပြုတ်ကျခဲ့ပြီးလူများပြားထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိအချိန်ထိသေဆုံးသူ60ဦးအထိရှိလာခဲ့ပြီးဒဏ်ရာရသူ154ဦးအထိရှိလာတယ်လို့ဘိုးကိုစေးရုံရဲ့အချက်အလက်တွေကသိရပါတယ်။အဲ့ဒီထဲမှာသေဆုံးသူ53ဦးကိုအတည်ပြုထားပြီးအများစုဟာဘိုးကိုမျိုးကန်နေဖြစ်တယ်လို့ဆိုပါတယ်။စီဘူးပြည်နယ်ကစေးရုံနေမှာလူနာတွေနဲ့ပြင်းထန်နေပြီးနေရာမလုံလောက်တာကြောင့်ဒဏ်ရာရသူတွေကိုစေးရုံအပြင်ပတ်မိုးကဒဲရီထဲမှာကူတာပေးနေရပါတယ်။ မလင်းရဲ့နောက်ဆက်တွဲလှုပ်ခတ်မှုတွေကြောင့်ဆေးရုံအဆောက်အုံတွေထဲမှာလူနာတွေကိုထားရတာမလုံခြုံဘူးလို့ယူဆထားပြီးဒဏ်ရာရသူတွေကိုအပြင်မှာကုသပေးနေရတာဖြစ်ပါတယ်ဆေးရုံဝန်ထဲမှာဒဏ်ရာရလူနာတွေဟာနာကျင်မှုကြောင့်အော်ဟစ်ငိုကြွေးနေရပြီးကလေးငယ်တွေလည်းဒဏ်ရာတွေနဲ့ဆေးကုသမှုခံယူနေရတာကိုတွေ့ရပါတယ် ဒါပြင်စေယုံဝန်ထမ်းတွေဟာတည်ဆုံးသူတွေရဲ့ရုပ်လောင်းတွေကိုအနှက်ရောင်အိတ်တင်နဲ့ထည့်ပြီးရေခဲတိုက်ကိုပို့ဆောင်နေရတဲ့မြင်ကွင်းတွေလည်းရှိနေပါတယ်။ဒီငလျင်ကြောင့်ဘိုကုံမြို့မှာနေအိမ်တွေပြိုကျခဲ့ပြီးလူတချို့အဆောက်အုံအောက်မှာပိတ်မိနေတယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကတန်တရားရှိထားပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေကိုညာရင်းချင်းဆက်လက်လှုပ်ဆောင်နေပြီးပိတ်မိနေသူတွေကိုအမြန်ဆုံးစ조사ရှာဖွေကဲထုတ်နေကြပါတယ်။ဒဏ်ရာရသူတဦးဖြစ်တဲ့အသက်39နှစ်အရွယ် Richard Guiyon ကသူ့ရဲ့အတွေ့အကြုံကိုအခုလိုပဲပြန်ပြောပြပါတယ်။ကျွန်တော်ဇနီးနဲ့ကျွန်တော်အိမ်ထဲမှာရှိနေချင်းကွန် print နေရန်ပြိုကျပြီးကျွန်တော်တို့ပြိမိသွားခဲ့ပါတယ်။ကျွန်တော်တထောင်မှာတန်ရပြင်းထန်ရခဲ့ပြီးဇနီးဖြစ်သူကလည်း6လောက်ကျိုးသွားပါတယ်။ကန်ကောင်းထောက်မှစွာကျွန်တော်သားဖြစ်သူအသက်18နှစ်အရွယ်ကအိမ်ပြန်မှာဖုန်းနဲ့ဂိမ်းဆော့နေလို့သူကကျွန်တော်တို့ကို2ဖို့ကဲထုတ်ပေးနိုင်ခဲ့ပါတယ်။သူကအခုလိုပဲဆက်ပြီးပြောပါတယ်။ကျွန်တော်သားကိုစောစောအိမ်ရဝင်ဖို့ပြောထားပေမဲ့သူကမနာခံခဲ့လို့အခုလိုမျိုးကျွန်တော်တို့ကိုကဲတင်နိုင်ခဲ့တာပါ။ ဒီငလင်ကြောင့်အဆောက်အုံတွေထိခိုက်ပျက်စီးခဲ့ပြီးစီဘူးကျိုးနီကဗန်ဒယန်ကျွန်းမှာရှိတဲ့ကက်သလစ်ဖျားကျောင်းဟောင်းတစ်ခုလည်းပြိုကျခဲ့ပါတယ် ဒေသခံတွေရိုက်ကူးထားတဲ့ရုပ်တံဖိုင်တွေပါဖះချောင်းရဲ့ခေါင်းလောင်းစင်ဟာငလင်လုတ်ချိန်မှာရိမ့်ထိုးပြီးနောက်ဆုံးထိုးကျသွားတာကိုတွေ့ရပါတယ်။စီဘူးပြည်နယ်အုပ်ချုပ်ရေးမှူးပါမဲလာဘာရီကူအထရိုကသူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာခုလိုပဲရေးသားထားပါတယ်။ဒဏ်ရာရသူတွေအများကြီးရှိနေတာကြောင့်ဆေးရုံဝန်ထမ်းတွေဟာလူနာတချို့ကိုဆေးရုံပြင်မှာကုသပေးနေရပါတယ်။အရက်ဖက်ကာကွယ်ရေးရုံးလက်ထောက်အကြီးကဲရာဖေးလီတိုအလီဂျန်ဒရိုကလည်းမနီလာမှာသတင်းထောက်တွေကိုခုလိုပဲပြောခဲ့ပါတယ်။ထိခိုက်သေးဆုံးမှုတွေနဲ့ပတ်သက်တဲ့အချက်လက်တွေကျွန်တော်တို့စီကိုဆက်လက်ရ ောက်ရှိနေပါတယ်ဒီကိန်းခဏနေဟာအပြောင်းလဲဖြစ်နိုင်ပါတယ်လို့ဆိုပါတယ်ရှင်အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73ဒီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်ဒါတို့ကတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်၊ပြင်ပပေါင်စေ4100ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1628တသမ85ချံပြင်ပပေါင်စေ3186ချံဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1469တသမ5ချံပြင်ပပေါင်စေ4820ချံထိုင်းဘတ်တစ်ပတ်ကိုစစ်ကောင်စီတတ်မှတ်စေ64တသမ64ချံပြင်ပပေါင်စေ126တသမ5ချံ ၃ညနှစ်ချက်မလေးရှားတဘင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စဉ်698.8ခွန်ချက်ပြင်ပပေါင်စဉ်983ချက်ပေါင်စဉ်ရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တဲ့အတင်းတတ်မှတ်စဉ်59.9ချက်ပြင်ပပေါင်စဉ်80.6ချက် 55ဘဲတစ်ချက်သားကိုရွှေကုံတဲ့အတင်းတတ်မှတ်စေ56သိန်း15625ချက်ပြင်ပပေါင်စေ85သိန်း9000ချက်ပေါင်စေရှိပါတယ်။ပေါ်ပြပါရွှေသိန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစဉ်တွေကတော့ဒီဇယ်တလီတာကို2580ချက်ပရီမီယံဒီဇယ်တလီတာကို3185ချက်အော်တိတ်92တလီတာကို2900 20ကျပ် outdate 95 ml ကို2980ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါ73ဒီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းဈေးနှုန်းတွေကတော့စောင်းဈေးတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6630ကျပ်ပြင်ပပေါက်ဈေး1500ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် မြေစီမပရိုင်တိုင်းမြေစီမသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြီးစုအားပေးခဲ့ကြသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ